စီရီယားဘဏ်ကိုဝင်းရံအဖြစ်ပေးကြပါတော့ကျွန်တော်တို့ရဲ့ညကောင်းမောင်များအားလုံးမင်္ဂလာပါခင်ဗျာဆန်ရည်သူဆ iam ကြီးများနောင်ညူရေးသားတော့ရင်ခွင်ဥတုပြန်ခဲ့သည်လို့အမည်ရတဲ့ဝတ္ထုကိုအပိုင်းချောက်အနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာရင်ခွင်ဥတုပြန်ခဲ့သည် အပိုင်းချောက်ဆရာဖြစ်တဲ့တက်မီဆိုတော့သူ့ဆုံးဖြတ်ချက်ကိုပွင့်ကရှုပ်ရှကန့်ကွက်လွန်းတာကြောင့်သူဒီပွင့်ကိုရှောင်ကွင်းနေလေသည် သူမရှိတဲ့ဖြင့်ခရီးပန်းကိုចောင်းသားထံမှပွင့်ဖွယ်သည်အကိုကပတ်စံမယူပါနဲ့ကောက်ပေးလိုက်ပါမှားသွားတယ်ဟုចောင်းသားကပတ်စံမယူပဲပွင့်ကိုလွမ်းရက်အောင်သူတက်နိုင်စွမ်းသည်သူလည်းမရှိမှတော့မြို့တက်မှာပွင့်ပါလို့ဆက်နေတော့မှလေကိုကိုမရှိတဲ့မြို့တက်မှာပွင့်မနေချင်ပါဘူးပွင့်အမေစီပြန်တော့မယ်တောင်တွင်းကြောင်မှလည်းအထက်တန်းကြောင်ရှိတယ်ကိုကိုပွင့်စာကြိုးစားမှာပေါ့ ပွင့်တက်ကတူတက်မယ်အဖွားစီတော့တခါတလေလာလဲမှာပေါ့ပွင့်ဘွဲကိုရအောင်ယူမယ်ကိုကိုကိုတော့ပွင့်တတိယနေမှာပဲကိုကိုကိုပွင့်လွမ်းနေပါတယ်ကိုကိုစာရေးရင်းကပြတင်းပေါက်ကလန်းဖွင့်ပြီးအတာဟကမောင်နဲ့မယ်မယ်ရှမ်းမြေတည်တဲ့ကိုကြောင်းစီတို့ဆွေဆွေမြေမြေကြည့်သည်ကိုကိုဟာပြင်းဒီအချိန်ဆိုအိမ်မောကြနေရော့မည်ဒါမှမဟုတ်သူ့ရှေးရေးအတွက် ဆရာကြီးဦးကောင်းလိုင်ညွှန်ကြားဆုံးမဩဝါဒပေးနေတာတွေကိုယိုကျိုးစွာနားထောင်နေမိ။ကျောင်းပည့်ရတွေမှာလည်းသူ့ဆရာကြီးတည်တာယာကုန်းတို့စိတ်ကူးရတန်းရောက်ရောက်လာတတ်သည်ဟုကိုကိုပြောပြဘူးတာပဲ။ဒီလိုမှမဟုတ်လျင်ဖြင့်ပွင့်ကုန်များကိုကိုတတိရနေလိမ့်မလား။ပွင့်ကလွဲပြီးဗဲမိတ်ကလေးကိုမှကိုကိုအကျွမ်းတဝင် မခင်မင်ခဲ့တာမို့။ပွင့်ကိုသူ လုံလုံရရမေ့ပြောက်သွားဟန်မတူပါဘူးဟု ပွင့်ကကိုဘက်ကိုရက်ပြီးတွေးလိုက်လေ။မနှစ်ကမဟုတ်ကြမှာတိန်အုပ်ဒီမူရာဒန်းဆရာအတက်ပညာတင်ကြောင်တက်ရန်တာယာကုန်းမှထွက်လာခဲ့သည်။ထိုနေ့ကသူမြို့တည့်ရောက်ခဲ့သည်။ရှမ်းမြေတီတကူเจ้าမှာတညာအိတ်ခဲ့သည်။ညင်ပိုင်းဈေးထိတ်တို့လမ်းလျှောက်ထွက်ကဒေါ်မမြင့်ထံသွား၍ပွင့်တယောက်တကယ်ပဲတောင်တွင်းကြောင်တို့ပြန်သွားပြီလားဟုသတင်းထောက်လန်းသည်။ဆရာမဒေါ်အေးမေကပွင့်ကို တောင်နှင်းကြောင်အရာကိုလိုက်ပို့လိုက်ကြောင်းဖြင့်ဒေါ်မန်းမြင့်ကပြောပြဖောက်တယ်ရှာနေသည်တောင်နှင်းကြောင်ပြန်သွားတော့ပွင့်နေဆရာတက်တင်ကြောင်သွားတက်တော့တိန်အုပ်တို့ကမြို့တင်မှာအရှိတလန်းအနောက်တလန်းစီဝေးကွာသွားခဲ့ကြရသည်ဆန်နှန်းအောင်စင်းထွက်တော့အခါတိန်အုပ်၏အမည်ပါလာသေးတော့လေသူကြံမြဲကြည်လည်မြဲတင်ရှာမှာပင်ဂုံတူးနှင့်တိတ်ကပ်လွဲရသည်အထိသူအမှတ်တွေအရာနဲခဲ့သည် သူ့အနေနဲ့တက္ကသိုလ်ကိုပို့ပြီးစိတ်ပြတ်ဖို့ဖြစ်လာသည်ပဲယူဆလိုက်ရုံသာဆရာအတတ်တင်ကြောင်းဆင်းပြီးမှသာသူ့တာယာကုန်းသို့ပြန်ရောက်လေသည်သူပြန်ရောက်လာခဲ့ချိန်မှာလည်းမြို့တည်သို့မဝင်တော့ပဲတာယာကုန်းသို့ဓာတ်ရိုက်ပြန်သွားခဲ့သည်ကျောင်းပိတ်ချိန်ဖြစ်လင့်ကစားဆရာကြီးဦးကောင်းလိုက်သည်တာယာကုန်းသို့၄၅ရက်တစ်ခေါက်ရောက်ရောက်လာပြီသူ့ကိုအားပေးတွင်တင်တမှုပြုပြန်လေ၏ကျောင်းဆင်းပြီးတဲ့နေ့မရှိမနှောင်းပါပဲသူအလောက်ခန့်စာရသည် သူဒီရွာမရှိသောထွန်တော်ကျွင်းနွားအလုံးခတ်တဲ့ရောင်းချကတန်ရောစဉ်အကုန်ဖြတ်ခဲ့ဖို့ကြိုးစားမိခဲ့လေ။ဆရာအတတ်င်ကြောင့်တို့ဆရာကြီးဦးကောင်းလိုင်ကစာအဆောင်ဆောင်ရေးခဲ့တဲ့တိုင် သူကမလွဲမကင်းတာတစောင်းတလေးပဲစာပြန်ပြစ်သည်။ကျောင်းစင်မီအလုံးမဝင်ရသေးနေစက်ကြားမှာဆရာကြီးကဗတိယာတိုင်းစမြုံပြန်မြည်တွန်တောက်တီးသည်။နေမယ်ကလေးနေမှာပဲ။ငါမှတနွေလုံးတမျောမျောနဲ့ငါကောင်ရ။ ာယာကုန်းပါမင်းပြင်းရင်လေငါအိမ်လိုက်နေပါလို့ငါခေါ်ထားတာပဲကွာအေးလေအခုတော့လေမင်းဘဝကရှေကုတ်ရသွားပြီပဲလွတ်လပ်တဲ့နေရာသွားလိုက်အောင်ပါပေါ့ကွာနောက်မှတာယာကုန်းကို ပြန်လာခဲ့တာပေါ့ဆရာကြီးကပုံသွင်းပြောလင်းခဲ့တဲ့လောက်သူကစိတ်ဆန္ဒကင်းမဲ့တော့ပညာရေးလောကလည်းရောက်ရှိအခြေချရသည်ကိုသူခံစားတုံ့လောက်ရှင်းကင်းမဲ့ရတာအမှန်လေ ဝေးလံတီခေါင်းသောငှက်တော်ကွင်းသို့ထွက်ခွာသွားပြီးလည်းတာယာကုန်းဘက်ရှေးဦးလှဲ့ဖို့လည်းသူစိတ်မပူတော့ထို့ကြောင့်ဒီတစ်ချိန်မှာသူမြို့တက်သို့ဝင်သည်ဆရာတော်ကိုဥခိုက်သည်ဆရာတော်သာလျင်ရှမ်းမြစ်တီတကူမှာတရင်သုံးမြက်ဖြစ်လျက်ကိုရင်ကြီးကိုပစင်းအဖြစ်တွေးလိုက်မိထင်မြင်ချက်သည်လွဲမှားခဲ့သည်ကိုရင်ကြီးသည်လူထွက်ခါအထက်အညာသို့အယောင်းဝယ်လုပ်ငန်းနှင့်ဆန်တက်သွားခဲ့လေသည်ကျောင်းသားကလေးမောင်အိန်းသားကတော့ရှင်မြဲရှိနေသည် အတော်ကြီးနှက်ဆက်တေရှာကဆရာတော်လက်ကတုံးတောင်ဝေးဖြစ်နေခဲ့လေပြီ။ကျောင်းလေသာဆောင်စီမှပွင့်တို့ဤပြင်တော်အိမ်မဲမဲကြီးစီတို့သူဆွေးမြေ့စွာငေးကြည့်ခဲ့မိသည်။သူ့အလွမ်းအဆွေးကို မောင်အိမ်သားကရိပ်မိပေသည်။အမအပွင့်ဝေကိုကျွန်တော်ခုလည်းခရီးပန်းကောက်ပေးနေတော့မယ်အကူ။သူပြန်ရောက်နေလားလား။မောင်အိမ်နာဦးကြောင်ကြောင်ဖြစ်သွားသည်။သူဒီမှာပဲအမဲရှိနေတာပဲအကူရဲ့။သူ့အမေစီပြန်သွားတယ်မဟုတ်လား။ မပြန်ပါဘူးကျွန်တော်နေ့တိုင်းလိုတွေ့နေတာပဲငါဒီเจ้าကထွက်စတော့ကလို့ကွာသူပြန်သွားတယ်မဟုတ်ဘူးလားဩအဲ့ဒါလားခဏပြန်တာပါအကိုရသူပြန်လာပါတယ်သူလာလိုက်မယ်အကိုအကိုရောက်တယ်လို့ကျွန်တော်ပြောပြထားတယ်ဟောရှန်တဲ့ကထွက်လာနေပြီအကိုရဲ့မောင်အိမ်နာကိုမယုံတင်ကစိုက်ကြည့်နေခဲ့တော့တိမ်အုပ်သည်ပွင့်တော့ရှန်ပန်ဖြတ်ခနဲအကြည့်လွှဲလိုက်သည် သူ့နှလုံးသွေးအလုံးလှက်ပတ်မှုခိတရဆိုင်အေးခဲသွားသလိုပင်ပွင့်ကအစွမ်းကုန်လန်းဆန်းပွင့်ဝေခဲ့ပြီးခွဲခွာနေခဲ့ရသောအရှင်များကိုနှမျောတတရင်သူဘလို့ရက်တီရုံးကန်နေခဲ့ကြောင်းစဉ်းစားမရပဲရှိနေသည် ခရီးရိတ်တွင်သူတို့နှစ်ယောက်စုံနေသည်ပွင့်သည်ရှေလျားတန်ဆွမ်းသောသပင်တွေကိုကျက်ဆက်မြင်းနှကြောင်းကြစ်ချထားသည်ဖြူဝင်းသောအသားရည်ကြောင့်ပင် ပြန်ပြူးသောနှစ်ဖူးနှင့်ဆင်းသောနှာတံတို့၏အလှကို တွဲနဲ့သောမြက်ခုံညုံမောင်သောမျက်လုံးတို့ကကိုရွေ့တိတာအောင်တစားစင်ပေးနိုင်ပေသည်ထူဤသောနှုတ်ခမ်းကလေးတွေသည်ဆေးရမရှဲပဲပြည့်ဤတိကျစွာအနာတက်လျက်နေမြန်ထွေးဆွေးလျက်ရှိသည်တယောက်မျက်နာတယောက်မကြည့်ဝွန်ကြည်ဝွန်ကြည့်ရင်အတန်ငယ်စိမ့်နေသည် ပွင့်ဝမ်းသာဝမ်းနေဖြစ်နေတာမှန်သည်တို့တော့အာမလို့အမေရမကျေနပ်တော့အရေးအယောင်တွေသည် ပိုပြီးအထင်းသားပေါ်လွင်နေသည် ပွင့် တောင်တွင်းကြောင်ကိုမပြန်ဖြစ်ဘူးလားပွင့်ကောင်းခါရမ်းသည်အတန်ကြာနှုတ်ဆိတ်နေကြသည်ပွင့်မဲပြုံးကလေးပြုံးလိုက်လေသည် ပွင့်ကအမေစီနေဖို့ပြန်လာပါပဲဒါပေမဲ့အမေကသူ့ယောက်ျားနဲ့ကွဲနေတယ်ကလေးသုံးယောက်ကိုပြုစုကြုံမွေးရင်အကျွေးတွေဝိုင်းနေတာပဲအဖေထားခဲ့တဲ့အိမ်ကိုရောက်ပြီးတဲထိုးနေရတယ်သူ့တဲဘော်ပွင့်တယောက်ထက်တက်နေရင်ပြိုကျသွားမှာပွင့်ကအတန်အအပ်ကလေးနဲ့တစ်ချက်ရဲသည် ပြီးတော့လေတိတ်ဆိတ်ပြတ်ဖို့ကောင်းတာပဲတိလာကိုကို အမေသားကလေးကမိမရနေပြီသူ၁၆နှစ်ပဲရှိသေးတာကိုကိုရဲ့သူ့မိမကိုပါအမေကရှာကျွေးနေရတယ်ပွင့်မကျေမချမ်းနှုတ်ခမ်းဆိုသည် အမေဟာမလှနိုင်ရှာတော့ပါဘူးအလှမမကလေးမို့မိခင်ဖြစ်သူဤအလှတွေသည် လောကတန်ဤအထုံထောင်းခံရင်ကျေမွပြည့်ရင်းရလေခြင်းဟုနှမျောရှာပေသည်။ပွင့်အဖွားစီပဲပြန်ခဲရတော့တယ်။ ။ပွင့်သည်သူ့အကြောင်းကို တခွန်းတလေပင်မမေးသေး။တင်းနေနေသလားမသိချင်တာလား။ပွင့်စိတ်မဝင်စားတော့တာမဟုတ်မှန်းတော့အလိုလိုသူ့ရင်ထဲမှာတိလေသည်။ပွင့်အခုဘယ်တန်းရောက်သွားပြီလဲ။ပွင့်ချက်သွေးဖျန်းကပြုံးဆဆဖြစ်လာသည်။ဒီနှစ်တော့ပွင့်ကိုးတန်းအောင်နဲ့ဆယ်တန်းတက်နေရပြီ။နှစ်ချင်းမောက်အောင်မထင်တာပဲကိုကို။အဖွားကကျူရှင်ယူခွင့်ပေးတယ်လေးပါတာကျူရှင်ယူတယ်ကိုကိုရဲ့တလ60 ဆီယာမဒေါ်အေးမီကအဖွားကိုပြောပြတယ်။ပွင့်တက်တော့လက်လက်ရင်းရင်းနေနေဖြစ်လာသည်။အဖွားကပွင့်ကိုအရင်ကတည်းပို့ပြီးအရေးပေးလာတယ်။ပွင့်ကိုတက်ကတူပို့မယ်တဲ့။ပွင့်လည်းအရန်စာချက်တာပဲ။ပွင့်ဒီအနာဂတ်ကိုမျှော်တွေးကကျင်းနူးတက်ကြွနေကမျက်လုံးကလေးပင်အယောင်တလက်လက်ဖြာထွက်နေသည်။ပွင့်ကိုငေးဆိုင်ကြည့်ရင်ပွင့်နဲ့သူနီးကပ်စွာပြန်ဆုံတွေ့နေတော့လေ။ဘဝချင်းမနှေးဆက်နိုင်တော့ဒီကိုသူကြေကွဲစွာတည်လိုက်ရသည်။ ခင်လေးမူလင်းလင်းနောက်လိုက်သွားတယ်တိလာကိုကိုအခုဘိုင်းနေအတော်မလှစိန်ဆိုတာငိုလိုက်တာဘာပြောကောင်းမလဲကိုကိုရဲ့သူကသူသမီးကိုအခွာတိတ်ချစ်စေချင်တာပွင့်ကဘိုင်းကောင်းကြောက်ပြီမဟုတ်လို့လင်းဆော့ဆော့ရမယ်ကြီးအဖွားကထင်တယ်လို့သူကလည်းတိတ်ဖြစ်စေချင်နေတာအခုတော့အဖွားကခင်လင်းမူကိုအိမ်အလာမခံဘူးပွင့်ကအားရကျဉ်တတ်နေသည်ဒါကတော့ပွင့်ပြောတတ်သောအမွေကိစ္စတွေအထိလေးလေးနက်နက်ရှည်ရွယ်ပုံမရဘူး ညီအမချင်းမတည့်တာကြောင့်တယောက်လျှော်လဲတာပုံပဲ့တာကိုကြံတယောက်ကနှစ်ထောင်းအရာဖြစ်တဲ့သဘောမျိုးပဲထင်ပါရဲ့။ပွင့်ကသူမတို့အိမ်ပဲလှဲ့ကြည့်သည်။အိမ်မှာအဖွားတယောက်ထဲရဲ့အတော်ကကြွေးတောင်းသွားနေတာ။သူ့သမီးစီဝင်ချင်းလဲဝင်နေတတ်တာ။ပွင့်ကအဖွားကိုမတိုင်ပါဘူး။သူ့သမီးသူတွေ့ချင်းပါဗော။ပွင့်ဝေထက်ပြီးတော့မလိုက်ရှင်ပါ။ပွင့်ဒီဟိုရင် ရှင်းနှစ်ခန့်ကစတွေးခဲ့ဘူးတော့ပွင့်ကလေးလိုပင် အတွေးတိမ်တိမ်တွေးပြီးခလေးလိုစိတ်ကူးစဲဖြစ်သည်ကိုသူရှင်းစနိုးပြုံးမိ၏ကျင်နာမင်းမြဲလည်းဖြစ်သေးသည်ပွင့်ပြန်ချင်းပင်ထင်းနေပြန်မပွင့်ရင်ပွင့်ရင်မျက်နှာကလေးနွမ်းသွားသည်သူ့ကိုမျက်လှာပင့်ကြည့်ကိုကိုလည်းပြန်မပဲမဟုတ်လားကိုကိုကပါးဆောင်ရပင့်ကိုတည်တည်တင်းပြီးပြန်တော့မှာဒီလိုနှုတ်ရေးစကားတတ်တာတွေကလည်းသူ့ကိုတခါတရံစိတ်ကတိကအောက်ဖြစ်စေကား တခါတရံတော့လည်းမရှင်မရဲဆွဲမွေ့ပြစ်ရှင်မိတဲ့ကြောင့်ပွင့်ကလေးတိတော်တိကတိတ်တော်လဲနားလဲနိုင်မည်မထင်အခုမှတော့ဘာတို့များဇာချက်ပြောဆိုအလွမ်းတိန်နေအောင်တော့မှလဲမနဲ့အစောကြီးသွားမယ်ပွင့်ကိုကိုတင်းမောစိတ်ဆင်းရမယ်မော်ကျွန်းကနေပဲ့တော်နဲ့သွားရမှာအဲ့ဒီကမှလှေးပြီးတော့ကုန်းချောင်း၃မိုင်လောက်ရှောက်ရမှာပေါ့ငိုးကြနေပြီဆိုတော့လှဲလမ်းမပေါက်တော့ဘူးပွင့်ရဲ့ ဖွင့်ဤစိတ်ပြတ်အာရော့သောအကြည့်ကိုသူရင်ဆိုင်နိုင်အောင်ကြိုးစားသည်ဖွင့်မျှော်မှန်းနေသောအရာရှိကြီးဘဝနှင့်သူ့ဘဝတို့မနှိဆက်နိုင်ပေကိုဖွင့်လည်းတည်နာလည်လိုက်ပါစေတော့ဆီယမတော်အင်းမေကပြောတဲ့ကိုကိုဆရာလုံးနေရင်စာပြေးစာယူနေဘွဲရနိုင်တယ်တဲ့ပြီးတော့ဒီเจ้าဆရာလုံးကိုစွန့်ပြီးတက်လန်းကောင်းမဲ့အလုပ်ကိုပြောင်းနိုင်တယ်တဲ့ဖွင့်ရဲ့အခုလိုမူရာတန်းပြဆရာပဲဖြစ်ဖြစ်အထက်တန်းပြဆရာပဲဖြစ်ဖြစ် ဒါမှမဟုတ်အရာရှိတယောက်ပဲဖြစ်ဖြစ်တင်းအုပ်ဟာတင်းအုပ်ပါပဲတင်းအုပ်ကိုပဲပွင့်ရကိုကိုအဖြစ်လက်မခံနိုင်ဘူးလားကွယ်တင်းအုပ်ရဲ့ရင်ထဲမှာနှလုံးသားညှိတွားတံကို ပွင့်မကြားနိုင်ပါပွင့်စီသူစားပြီးအကျဉ်းချင်းရေးပြီးမထက်ဖြစ်ခဲ့တီကိုပွင့်မသိနိုင်ပါပွင့်စီကိုကိုစားရေးရမလားပွင့်ကိုကိုစီစားရေးပါအောင်ကွာဓာရီဟာလည်းသူ့အသေးသေးရင်ထဲမှာတောင်းဆိုတန်းတားခြင်းမျှတာဖြစ်ခဲ့တယ် သူဖွင့်ဟမပြောတဲ့၍ပွင့်မကြားနိုင်မသိနိုင်ဘူးမဟုတ်လားအဖွားရှာနေအောင်မယ်ပွင့်သွားမှဖြစ်မယ်ပွင့်ရှေတောက်တွေကတော့မရွေလျားသေးကိုကိုနှုတ်ဆက်သွားတယ်နော် ပွင့်ပွင့်ဒီမျက်ရည်လွယ်မြဲအတိုင်းရှက်ရှင်းမျက်ရည်ဆန်းဆန်းဖြစ်လေ၏ပွင့်မျက်ရည်သည်တင်းထားသောတိမ်အုပ်၏စိတ်တွေကိုအေးပြော၊ကွဲကြေရစေလေ၏အရှိကအထက်တန်းစာမေးပွဲကိုနှစ်ကြိမ်ဖြေဆိုပြီးမှပွင့်ဖြေဆိုအောင်မြင်သွားခဲ့သည် ဘလို့ပဲအမှတ်နဲ့နဲ့ပွင့်ကတော့တက်ကတူတက်ရှင်သည်ညီနဲ့အေးဒီအမှတ်လောက်နဲ့ဘွဲရတော့ကိုအလုရမှာမဟုတ်လို့လားအေးဈေးတဲကဖေတုံမာကြီးတို့ဆို သူ့သမီးကိုဈေးဝမ်းရောက်ခိုင်းပြီးစာပေးစာယူတက်ခိုင်းထားတာပဲမဟုတ်လားအချိန်တန်တော့ဘွဲရမှာပဲပတ်စံလည်းဝင်သေးတယ်အတော်မလားစင်ကလည်းပွင့်ကသူမအကျင့်အတိုင်းတန်ချေဆွဲပြီးညီးတွားသည်တူတူတို့ကအထယ်ရောက်တဲ့အလုရှိတယ် ပွင့်မှာဘာလို့မှလုံးเสียမှာရှိပဲအဖွားကတက္ကသိုလ်အကြောင်းပွင့်ရင်ပွင့်တတ်မှာပေါ့တက္ကသိုလ်ရောက်ရင် အောင်ချက်များသွားပြီလို့ဆရာမတော်အေးမာကပြောတယ်ပွင့်စာမမှန်ကြက်ရင်တစ်နှစ်တန်းအောင်ပြီး၄နှစ်ဆိုဘွဲရပြီဘွဲရလဲစရေးမှအလုပ်တော့လွယ်တာမဟုတ်ဘူးဒါတော့လှန်ထမ်းလာတာသာမြင်နေကန်ထမ်းလာတာမမြင်ရဘူးတဲ့ပွင့်ကန်ကောင်းရင်အရာကြီးဖြစ်ရင်ဖြစ်မှာပေါ့ရုတ်တရက်အတော်မခန်းချင်းအောင်ကြီးစဲလို့စိတ်ဖြစ်ပေါ်လာသည် ဒါမှမဟုတ်ကံကောင်းထောက်မှပြီးအရာကြီးနဲ့ညာကျင်ညာမှာပေါ့အတော်ရဲ့ပွင့်ကအတော်မလားစင်မျက်နှာအောက်တူးတူးကြီးဖြစ်သွားသည်ခင်းလေးမူရဲ့ယောက်ျားကအရက်ပုံးချက်ရောင်သူဖြစ်လေသည်အ ਨੇ ဆုံးဘွဲရချင်းအတူတူတော့ညာမှာပေါ့မဟုတ်ဘူးလားအတော်မလားစင်ဤတမတ်ဒီငါးတန်းမင်မအောင်ပဲထိုးချင်းကမပြည့်ရဖြောဖို့ငရုတ်သီးစိမ့်မိဖို့ကိုစုံနေထဲ့ထောင်းနေတော့အတော်အမျက်လုံးနဲ့ငရုတ်သီးဘက်ဝင်သွားပြီး ဆူညာပွဲလို့ရိုက်သွားခဲ့သေးသည်အခုတော့ပွင့်သည် တက်ကတူမှာအတော်မလားစဉ်ရင်းနှင်းလောက်အောင်ပင် အဖွားသည် ပွင့်ကိုတိတိတတ်တာအေးတဲလာနေသည်ကျောင်းဝင်ကြီးနှင့်စာအုပ်ဖို့ငွေ300ကိုပွင့်အထူးကျောင်းရုံးတွန်းဆုပ်စွာ တောင်းခဲ့စဉ်အတော်သည် မလမ်းမကမ်းမှာပဲကြီးရေစိန်အခွန်ချွတ်ရင်အကဲခတ်နေခဲ့သည်ညီအဝဲစားဝဲအုပ်ပေါ်ဤတက်ကတူမှာမိတရာသားကြုံရဆက်ဆံရလာလူမအဝဲတောင်းမအကွတ် ဆယ်စုံလောက်ရှုပ်ထားငွေ900တက်တက်ယူလုံရင်ထတ်တောင်းဒါတွေမကတည်းကြီးကလက်ဘောတရေနိုင်နေရွှေကျိုးတော်ဆင်းလို့မဖြစ်ဘူးဟောဒီဗရံများလက်စုပ်ကိုဝိတ်ကျိုးလျှောက်ကျိုးနေအေးတံမိုးကြီးတယ်တရားတန်200တန်မှတ်မနေနဲ့ပွင့်မျက်နာကိုစစ်စစ်ဆက်ဆက်ကြည့်သည်ကြီးအရွယ်နဲ့ဒီလှုပ်စီလှုပ်စီနတန်ကြီးလေးနဲ့ကလေးကလာနိုင်ပါတယ်အေးအဖွားကအတော်မလဆိုင်မျက်နာမဖော်တမ်းပဲကြီးခွန်နှွားနေသည်ကိုလှဲ့ကြည့်သည် ုံတုံမုံမုံအေးတီအေးဆက်တန်တရာမျက်လုံးများနဲ့သာအပြစ်ချာကြည့်တတ်သောအဖွားကိုပွင့်မရှိသည့်တိုင်ကျေးဇူးတရားကိုတော့တိလာတတ်သောပွင့်သည် အရင်ကားထက်အဖွားကိုပိုးပြီးဂယုဆိုင်ပြုစုသည်အရင်တော့ကလောက်ကန်ပြုစုသည်များသည်ကြောက်ရှင်းနှင့်မျက်နှာလှုပ်ရှင်းတက်တက်ကြောင့်သာဖြစ်ခဲ့ပေသည်မြို့တစ်တွင်တငယ်ချင်းသည်တို့တို့တကတော်တွင်တငယ်ချင်းသည်မေရှုမေရှုသည်ပွင့်သဘောကြသောရကားစိမ့်နှင့်ကြောင်းတတ်သည် ပွင့်ကမေရှိုကိုစိတ်ဝင်စားမိတာအဲ့ဒီဂျီကားစိမ်းကြောင့်လည်းတချောင်းတစ်ချက်ဖြစ်နိုင်ပေသည်ပြီးတော့မေရှိုကအမျိုးမျိုးထဲလဲဝယ်စားနိုင်သည်ထို့သူအမျိုးမျိုးဝယ်စားထဲလဲဝယ်ပြီးရှိုးကြကြကြောင်းလာတော့လေမေရှိုသည်ပွင့်လိုလူသည်မများရေပန်းမစားပေဒါကြောင့်ပဲမေရှိုကလည်းပွင့်ကိုမြန်မှန်တမ်းမိအားကြမိလေသလားမဆိုနိုင် ခုံနံပတ်ချင်းမနီးတော့လေနှစ်ခါသုံးခါအတူထိုင်မိကြပြီးလက်ရှာလိုက်ကြရသည့်နောက်ဝယ် ပွင့်တဲ့မေချိုရင်းနှီးသွားကြသည်မေချိုသည်ရုပ်ရှင်မင်းသားတွေစတူဒီယိုအစိုးတော်တွေထံမိတ်ဆက်စာရေးတတ်သည်စတိတ်ရှိုးတွေကိုလည်းတွားလေရှိသည်စတိတ်ရှိုးမကြည့်ဘူးတော့တယ်လီဗေးရှင်းမပိုင်ဆိုင်သောပွင့်သည် မေချိုပြောသည်မကိုအာသာငန်းငန်းနားထောင်ရတတ်၏ပွင့်ဝင်မှာပိုးပန်းတဲ့သူတွေများကြီးပဲဘာလို့ပြန်မကြိုက်တာလဲပွင့်ဝင်မှာမကြိုက်တာပွင့်ကတက္ကသိုလ်ရောက်ခါမှာပွင့်ဝေးဟုသူမကိုယ်တိုင်သူမ ရင်ညွန်းဒီမှာပိုပြီးနဝင်ချိုသည်ဟုယူဆတော့ကြောင်းဖြစ်ပေသည်တယောက်ကိုမှမကြိုက်ဘူးလားဒီစကားကိုပွင့်အင်မတန်ပြောခြင်းသည်ကြိုက်တဲ့သူရှိခဲ့တာပေါ့ဟဲဒါဆိုတက္ကသိုလ်မရောက်ခင်ကတည်းကပေါ့အပြိုပေါ်ရွယ်မစစ်ခင်ကငယ်တလေးကောရီဆိုတာမင်းချိုကြားဘူးတယ်မဟုတ်လားယင်မင်းချိုဒီလေပွင့်ဤအရှိဇလန်းကို အထူးတက်လေစိတ်ဝင်စားလေဤသူအခုဘာမှလဲတခါမှလည်းမလာဘူး သူနဲ့ပွင့်ဝေဟာ တကဘာတိရှားခဲ့ကြပြီမေရှုပွင့်ကစိတ်ကူးရင်စွာပြောသည်သူတေးသွားပြီလားပွင့်တရှိတဲ့စိတ်ပြက်လက်ပြက်ဖြစ်သွား၏နောက်ထပ်အလွန်နူးညံ့သောနမိတ်ပုံတွေပြပြီမပြောတော့ဘို့တတိတရားရသွားသည်ဘယ်ကတေးရမလဲမတေးပါဘူးသူလှုပ်ရှင်တဲ့အလုပ်ကိုပွင့်ဝေကသဘောမကျလို့သူပွင့်ဝေစီစာလဲမရေးဘူးလိပ်စာလဲပေးမသွားဘူးသူကဘာလုပ်လို့လဲ ပွင့်ဝေမဖြည့်ချင်းဖြည့်ချင်းနဲ့ကြောင်းဆရာလောက်ပါဟုတ်တော့ဒီလောက်ပြင်းစရာကောင်းတာပွင့်ဝေသည်အဖော်ရတဲ့ဖြင့်အားတက်လာသည် သူကတိတ်တော်တာဒါပေမဲ့ဆင်းရဲတယ်သူ့အဖေကသူ၁၀တန်းဖြည့်ကန်ဒီမှာဆုံးသွားတာသူစိတ်တက်ကြာသွားတဲ့ထင်ပါရဲ့မေရှိုရဲ့အနိုင်နိုင် အောင်သွားချတာအဲ့ဒါဆိုတော့လေသူအစဉ်ပြေမဲ့ထင်းတဲ့လောက်ကိုဝင်လို့ရတာပဲပွင့်ဝေရဲ့ပွင့်ဝေက အားပေးတဲ့နေအင်းလေ ပွင့်ဝင်အားပေးကြတာပေါ့သူ့ကိုကလက်မခံတာသူចောင်းစရာမလုပ်စေချင်တာကိုပဲတိတ်ဆိတ်နာပြီးပွင့်ဝင်ကိုအဆက်ဖြတ်ထားတာအဲ့ဒါဘလို့လဲတို့ဖြင့်နားမလဲပါ ပွင့်ဝင်လည်းနားမလဲပါဘူးကွယ်သူចောင်းစရာလုပ်တာမကြိုက်ပေမဲ့ဘယ်တက်နိုင်မလဲသူ့ကိုပွင့်မချစ်ဖဲနေနိုင်တာမှမဟုတ်တာအဲ့ဒါကိုသူဘာလို့မသိတာလဲပွင့်ဝင်ကဆွဆွေးမြေ့မြေ့ပြောမိပြီးမှမေရှုကကြပြားမဆန်းသွားတို့ဘယ်သိမလဲ တူပဲတိမှာပေါ့ဟုဒဲတိုးကြီးပြန်ပြောလိုက်ရမလားဟုထိတ်လန့်သွားသည်သို့တော်ဒီတစ်ချိန်မေရှိုးသည်လည်းပွင့်ဝင်နှင့်အတူဝိုင်းကိုဆွေးမြေ့သည်ပွင့်တော့ထိုင်နေသောအေးဆိုင်ထဲသို့နီးပြဆရာတယောက်နှင့်ဆရာမတယောက်အတူတွဲပြီးဝင်လာသည်နှစ်ယောက်စလုံးဆရာလောက်ကြတော့လဲတွဲတွဲနဲ့ပြောစရာပါပဲပွင့်ရာပွင့်ဝင်သည်တံပူးဖြော်ရည်ကိုကျူတန်နှင့်ခတ်လောက်ရင်း အရှိထားပြီးစိုးစင်းနေမောင်ရောက်တင်ထားသောရှည်သေးများကိုအမှတ်မဲ့မုံကြည့်နေသည်တဲကိုတော့အိုးတိုက်ဖွဲပြမဝင်ယုံမနေတထားရသည်ခင်လေးမှုမရှိကြတဲ့ကညနေစာစားပြီးလည်းရင်ပွင့်ဝေတာအိုးတိုက်ရသည်တက္ကသိုလ်ဆရာဆိုရင်တော့ဟုတ်မှာပေါ့အခုမှမေရှိုးလှုပ်လှုပ်ရှားရှားဖြစ်လာသည် ပွင့်ဝေရဲ့လူကဘာဆရာလဲပွင့်ဝေမဖြစ်ဟင်ပွင့်ဝေတို့မင်းနေတာဖြေးလေး ်ပွင့်ဝေကကြောင်စီစီကလေးကြည့်ရင်တန်ဘူးကိုအဆက်မပြတ်ဆုပ်နေသည်ပြောလေကွာပွင့်ဝေကမေရှိုးကိုမျက်မှောင်ကျုံကမျက်လွာပင့်ကြည့်သည်ပွင့်ဝေပြောချင်တာကိုတဆူထိုးပြောပြလိုက်ရှင်သည်သူကလျှောတယ်ဥပဒေရောကောင်းတာပဲကြောင်စီရပဲလှုပ်လှုပ်အရာရှိပဲလှုပ်လှုပ်သူကတော့ကြည့်ကောင်းနေခံ냐နေမှာပဲပြီးတော့မေရှိုးရဲ့သူကမာနာကြီးတယ်ပွင့်အပေါ်မှာတော့မာနာထားတယ်ကွယ် ငှက်တော်ကွင်းကျေးရွာမူလာတန်းကျောင်းသို့ ရောက်လာကစားကတိမ့်အုပ်သည် ရေစိမ်မြေစိမ်မျက်နှာစိမ်တွေကြားမှာအတော်ကလေးအာရော့ဆိုးထိတ်သည်တကယ်တော့ငှက်တော်ကွင်းကျေးရွာပညာရေးမိသားစုနေတကွာကျေးရွာလူတို့သည်ကျောင်းဆရာတဲ့သူ့ကိုလှိုင်းလိုက်လဲလဲကြိုဆိုကြပေသည်သူ့အတွက်မုတ်ဆိုးဘူကြီးဦးစောနှင့်တားလူပြိုတို့ဤနေအိမ်တွင်နေရာထိုင်ခင်းပြင်ပေးသည်သူ့ထမင်းသူချက်စားဖို့ရည်ရွယ်တော်လဲ ရာဦးစားမှာပင်ဦးစိုးတို့ကထမင်းတအိုးတဲ့ပေါက်ချက်ပေးပြီးဖုန်ကြီးကြောင့်ဆွန့်ပို့သည့်နဲ့သူ့ထံတပည့်များက အလှဲ့ကြ ဟင်းတစ်ခွက်ပို့ကြလေရာသူဟင်းချက်စားရခဲလာပေ၏။ကျောင်းဆရာမကြီးသည်ဆရာကြီးဦးကောင်းလိုက်နေသူရှေးကိခဏတန်းအောင်ကလှုပ်တန်းနဲ့ယာဒူးတက်လာခဲ့သူဖြစ်သည်။ပူပြီးတာလွန်သောအချက်မှာဒီကြေးရွာစာတိဖြစ်ရုံမကတကူရီတခါရအပြိုကြီးလဲဖြစ်ရပြန်ရကဘယ်ဘက်မှမတောင်းဝမပြက်ွက်ရပဲ။ ညာရေးလောကမှာသာလုံးဝဘဝမြုပ်နှံထားနိုင်ပေ၏ဆ ਿਆ မကြီးဒေါ်ညိုတုတ်သည်တိန်အုပ်အပေါ်သူ့လက်ထောက်ဆရာတယောက်အဖြစ်တောင်းဝန်ညွှန်ပြခွဲဝေပေးမည်ဟုစိတ်ကူးဟန်မရှိ အသက်60နီးနေပြီဖြစ်သောသူမသည်တိန်အုပ်ကိုတားမကမြေတမြပင်ထင်းမြယူဆဆက်ဆံနေတော့သည်ကျောင်းမသားငါတကောကောတာမဟုတ်တိန်အုပ်ဤကိုရေးကိုတာ လူမှုဆက်ဆံရေးမှာပင် သူမပါဝင်ကြီးစိုးခြင်းပေ၏ မောင်သိန်းအုပ်ရဲ့ဒေါ်တင်ရှိရဲ့မင်းရဲ့ငါရဲ့၃ယောက်ပဲရှိတဲ့အလန့်သူကမီးပွားခွင့်ခွင့်၃လယူတယ်ကွဒီတော့အတန်းတွေကိုမျှကန်ရမှာပဲမင်းကတုံငယ်တန်းနဲ့တတန်းနှစ်တန်းကင်ကွယ်ငါကတတိယတန်းနဲ့စတုထတန်းကင်မယ်ဆရာတတ်တဲ့တိတ်ပံကတင် जा ပေးလိုက်တော့အတန်းကင်ပညာကိုတိန်အုပ်စမ်းသက်၃ဆွဲခွင့်မရ လက်တွေ့အခြေအနေနှင့်ကျောင်းအုပ်ကြီး၏သဘောထားအတိုင်းသာစန္ဒဝါဝါစာစတင်သည်ငါအကြောင်းမှာကသရုပ်ထာတန်တန်းလုံးချို့အောင်နေကြဒီမျိုးနယ်မှာတော့နာမည်ရပဲကျောင်းသားတွေကိုဟင်းဆိုးမောမကြည့်ငုံအောင်တော့စီကံထားရမှာကွငါတို့မင်းတို့ဟာဆရာတယောက်အနေနဲ့အနန္တောနန္ဒငါးပါးမှာတပါးအပါအဝင်အယုအသေးခံထိုက်သူတွေကြီးရွာက တလေးတစားကြီးကြီးညိုညိုဖြစ်အောင်တည်တတ်နေထိုင်မှာပေါ့ကွရဲရွာကာလာသားတွေနဲ့ရောလာထွေလာမနေစေချင်း မိန်းကလေးရှိသောနေအိမ်တို့အလဲအပတ်မသွားစေခြင်းကလေး၏နေအိမ်တို့အရောက်သွားကာကလေးသည်ဘလိုအရေးအောက်မှ နေထိုင်ရကြောင်းလေ့လာပြီးမှကလေးကို လိုသလိုမိဘနှင့်ညီနိုင်ပြပြင်ရမည်နီးပညာများကိုဆရာမကြီးအလိုမရှိဒါရီထက်ဆိုးဝါးတာကတိမ့်အုပ်ဆန္ဒရှိသလိုကလေးတွေကိုအားကစားပြိုင်ပွဲကျင်းပပေးကျင်တာကိုအာမပေးပတ်ဝန်းကျင်လေ့လာရေးလက်တွေ့ဖွံ့ဖြိုးရေးတို့အတွက်အချိန်မပေး ဒါတွေကမြို့ကကလေးတွေအတွက်ပါမောင်သိန်းအုပ်ရဲ့ငါတို့တော့မှကလေးတွေဟာမှုရှိုးမြှိုးသွားရင်ငါပဇွန်နှံ့ရင် ကို့ပန်ဝန်းကျင်အကြောင်းကို့မှုနေတာအားကစားလဲဘာလို့တလဲတရွာနဲ့တရွာသုံးလေးမိုင်လောက်ဆိုအပြေးရောက်သွားနိုင်တဲ့တူကြီးပဲအရှင်းရှင်းနဲ့ထုတ်သီးတို့ကြဖန်ခုံကြကြောက်ထိုးရိုက်ဂုံကြီးရိုက်နဲ့သူတို့ဘာသာပြိုင်နေကြတာစာသာဖြစ်တင်ပါကွကျောင်းစကြည့်တိုက်ဖွင့်ဖို့လဲအကြံပေးပြမရား ရွာကရံပေါ်ငွေအင်အားတိတ်နေတယ်မောင်သိန်းအိုရဲ့တနှစ်နှစ်သီးဖြစ်တဲ့လေမြေကနေတယ်။ကွင်းကြတာကိုတတိပဲစားနိုင်တော့စားဝတ်နေရင်မပြေလည်ဘူးမဟုတ်လား။ခလေးတွေအတွက်မင်းပြောတဲ့စားအုပ်တွေဝယ်ဖို့တုံးမပြစ်နိုင်ဘူးကွ။တိန်အုပ်ဒီလေတေစားတို့ချွေသွေးတို့ကိုတူလာကအင်အားနဲ့တအုပ်စီထက်ပိုဝယ်မပြေးနိုင်။တတိယတန်းသဒ္ဓဋ္ဌတန်းခလေးတွေတာစားကိုပိုးပြီးကြင်ကြင်ညံ့ညံ့ဖတ်တိနားလည်နိုင်တော့လေ။ ဒေါညိုတုတ်ကသူ့ကလေးတွေကိုတိမ့်အုပ်တို့ထိခွင့်မပေး။ဒေါ်တင်ရှိခွင့်ယူထားသော သုံးနာအတွင်မှာတော့တိမ့်အုပ်ဒီအတန်းသုံးနန်းမှာပဲ့ကဖေဦးကထောင်နဲ့အယောင်ယောင်မှားမှားစာတင်ကြနေခဲ့သည်။ဒေါ်တင်ရှိပြန်ရောက်လာမှသာတိမ့်အုပ်အသက်ရှူချောင်ရလေတော့ဤ။ကျမတို့တော့မှာတော့ဆရာမကြီးပြောတဲ့ပုံစံနဲ့ပဲစာတင်တာပဲဆရာကြီး။ကလေးတွေကလည်းမူရာတန်းကနေအလဲတန်းအထိဆက်တက်သွားနိုင်တာအတော့ကိုရှားပါတယ်အာသုံးလုံးကြည်တတပါပဲဆရာရဲ့ ကျွန်တော်လည်းတောသားပါပဲဆရာမရေဒါပေမဲ့အเจ้าမှာအသိအမြင်တိုးတက်ဖွံ့ဖြိုးရေးကိုလည်းဦးစားပေးပါတယ်တောပေမဲ့မြို့နဲ့နေတဲ့ဆရာတို့စီမှာကလေးတွေဟာတယ်လီဗီရှင်းတို့ဗီဒီယိုတို့ကိုမြင်ဘူးတွေ့ဘူးကြည့်ဘူးနေပြီကျွန်မတို့စီမှာကြားဘူးတဲ့လူကြီးတောင်ခက်ချားချားရေသူစောစောစီစီအကျိုးအမြတ်ရရှိဒီမှာဆရာမကြီးတွေလေငန်းဖြတ်ထားတဲ့ဖြင့်ရှေ့တစ်ဖက်မတန်ဆွမ်းတော့ကြောင့်မြို့နယ်ပညာရေးမှုယုံတို့တလားတစ်ခေါက်ပင်မှန်မှန်မရောက်နိုင် တိန်အုပ်ကိုရုံးစာရေးခိုင်း၊လစာဆင်းရင်ပြုစုခိုင်း၊ဓာတ်ကျက်တွက်ခိုင်းရင် ရုံးလုပ်ငန်းတွေနဲ့သူအကျွမ်းဝင်လာသည်။ကြာလာသောအခါဆရာမကြီးသည် သူမတက်ကျွမ်းသော အင်္ဂလိပ်စာနှင့်စကားပြောကိုတိန်အုပ်အားအမှတ်မထင်မှ အမှတ်ထင်ထင်သင်ကြားပေးသည့်အထိစေတနာထက်သန်လာနေတော့သည်။ဆရာမကြီးကဦးကောင်းလိုင်ဤသူကျောင်းကျရာလုပ်ကိုမျက်နှိုးတံမိုးထားကဆရာဖြစ်လာခဲ့သူပင် ခင်းနှင့်လျော်ညီသောဆရာတက်ကိုမကျွမ်းကျင်လျင်သာရှိရမည်။သူမ၏လှုပ်သက်အတွေ့အကြုံအရာကျောင်းဝင်စားကလေးတယောက်ကိုလက်ခံသည့်နေ့မှာပင်ဒီကလေး၏ပညာရေးဆိုင်ရာရှေ့ဖြစ်ကိုကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့ပြီ။ဆရာမကြီးဝင်မြပေးသောအတွေ့အကြုံဗဟုသုတနှင့်တက်ကြွသောပညာတွေကို သူရိုရိုကြိုကြိုလက်ခံယူခဲ့သည်။သူဘာသာစာပေးစာယူသင်တန်းတက်ခါပညာတက်လန်းရှာဖွေသည်ကိုလည်းဆရာမကြီးကြည်ပြူခြင်းနဲ့စာပြူသည်။ ခင်မင်မှုနှင့်တန်ရောစဉ်ပေါင်းစည်းကတိန်အုပ်တင်ယူလာသောတင်ပြနည်းပညာတွေကိုမတိတရာလှစ်လျူရှုရင်တစအစအတုံးပြုခွင့်ရလာ၏တိန်အုပ်ငှတ်တော်ကွင်းကြီးရွာမှာပြောလာသည်ငှတ်တော်ကွင်းစာတင်ကျောင်းကလေးကိုခင်တွေ့လာသည်ဒီလိုနှင့်ပင်ဆရာဘဝမှာလည်းတိန်အုပ်ကျေနပ်ပြောမွေလာရပါပြီဂျမွေအတက်ပေါက်တာမပေါက်တာအကြောင်းမဟုတ်တော့ပွင့်ကိုယ်တော့သူတတိတရာရှိတတ်သည် ပွင့်ဆယ်တန်းအောင်သွားတာကိုသူနားဆွင့်သိလိုက်ရသေးသည်။နောက်တော့လဲငှက်တော့ကွင်းမှာသာသူအာယုံရောက်ကစတုဒ္ဓါလန်တန်းလုံးကျွအောင်မြင်ရည်သည်ဟူသောဆရာမကြီးဒေါ်ညိုတုပ်၏ဆန္ဒနှင့်လည်းကန့်ညီအောင်ငှက်တော့ကွင်းရွာ၏အနာကက်ခေါင်းဆောင်ကလေးများ၏အသိပညာဗဟုသုတလည်းဖွင့်မျိုးကကိုရီကိုသွေးတွတ်တက်ရှင်တန်းရင်းအတွက်သာလုံးပန်းအချိန်ကုန်ခဲ့နေလေတော့၏။ဟုတ်ကဲ့ပါခင်ဗျာ။စာရေးသူဆရာမကြီးများနှောင်းညိုရေးသားသော ရင်ခွင်ဦးတို့ပြန်ခဲ့သည်လို့အမိရတဲ့ဝတ္ထုကိုအပိုင်းချောင်းအနေနဲ့စီစဉ်တည်ဆက်ခြင်းကိုဒီမနက်ခေတ္တခဏရနာထားခွင့်ပြုပါခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြသူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ